ရန်ကုန်ဝထိုင်73စီစိန်နှုံထွေကနှစ်ပတ်ဆက်ထိုင်ပြန်လည်မြင့်တက်လာတယ်လို့73စီတင်သွင်းတိုးလောင်းပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကသိရပါတယ် ်ပြီးခဲ့တဲ့အပတ်ကတလီတာကို65ကျပ်အထိပြန်လည်မြင့်တက်လာတဲ့92နဲ့95ဒက်စီစိမ့်နှုန်းတွေဟာအခုတစ်ပတ်မှတလီတာကို95ကျပ်ကနေ80ကျပ်အထိဆက်လက်မြင့်တက်လာပါတဲ့ဒီစဲစိမ့်နှုန်းတွေကလည်းပြီးခဲ့တဲ့တစ်ပတ်ကတလီတာကို95ကျပ်ကနေ90ကျပ်အထိပြန်လည်မြင့်တက်လာသလိုအခုတစ်ပတ်မှလည်းတလီတာကို35ကျပ်ကနေ45ကျပ်အထိဆက်လက်မြင့်တက်လာထဲလို့သိရပါတယ်

ကိုပါရှိနန်စိမ့်စိနှုံထွေကားတော့ဒီကနေ့မှသစီကို58ထက်မှ38ဒေါ်လာအထိရှိနေပြီးကပတ်တာအတွင်း9ဒေါ်လာဝန်းကျင်အထိဈေးချစင်လာတဲ့လို့သိရပါတယ်။ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းအနေနဲ့ဒီကနေ့မှအမေရိကန်ဒေါ်လာကို4430ကျပ်အထိရှိနေပြီးကပတ်တာအတွင်းဒေါ်လာကို30ကျပ်အထိချစင်နေပြီး73စီဈေးကွက်ထဲမှာတော့ဈေးတွေတည့်ရိုက်ရှိလာပေမဲ့အယောင်းဝယ်ကားတော့ကောင်းနေတယ်လို့ဆိုပါတယ်။ ကြည်ရင်း73စီစီနှုန်းပြန်မြင့်တက်လာချိန်မှာပဲဗဟိုဘဏ်ကနိုင်ငံချောင်းငွေကြေးဈေးကွက်အတွင်းအမေရိကန်ဒေါ်လာ38တန်းရောင်းချပေးမယ်လို့အတည်ပြုလာပါထိဗဟိုဘဏ်က73စီလုပ်ငန်းရှင်တွေရဲ့အတွက်အခုဘဏ်နာနှစ်အစဧပြီလ9ရက်မှာလဲဒေါ်လာတန်း30နဲ့ဧပြီလ22ရက်မှာလဲ25တန်းရောင်းချပေးထားပြီဖြစ်ပါထိပြည်တွင်း73စီဖူလုံးမှုရှိစေရေးအရန်စီနှစ်ပတ်စာခန့်တိုးလောင်းထားပြီးအယောင်ဆိုင်တွေမှာစီပြက်လက်မှုမရှိ ီစီရေးစီမံဆောင်ရွက်ခဲ့တာကြောင့်တကြံအပြီးကာလမှာ73စီစီနှုန်းချဆင်းခဲ့ပေမဲ့ဧပြီလနောက်ပိုင်းမှာပြန်လည်မြင့်တက်လာခဲ့တာဖြစ်ပါသေး ပြည်တွင်း73စီထွေရဲ့အခုတပတ်ရညုံစေးထွေကားထော့92တလီတာကို2885ကျပ်95တလီတာကို2940ကျပ်ဒီဆယ်စီတလီတာကို2480ကျပ်ပရီမီယံဒီဆယ်စီတလီတာကို3055ကျပ်အထိဈေးနှုန်းအသီးသီးမြင့်တက်လာချေလို့သိရပါတယ်ရှင်